င်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင်အခုတကတင်ဆက်ဖတ်ပြမှာကတော့ကလောင်ရှင်မျိုးလွင် MBA ရဲ့အတိတ်မှလည်းမနေနဲ့အနာဂတ်ကိုလည်းတွေးမပူနဲ့ပြစ်စုံပံမှာရှိနေပါဟုသောဘာသာပြန်စာအုပ်လေးထဲက စာစုလေးတချို့ကိုဖတ်ပြมาပဲဖြစ်ပါတယ်ရှင်။ဤစာအုပ်ကအမေရိကန်နိုင်ငံ သူစာရေးဆရာမအန်နာဘလက်ရဲ့ Be Mindful ကိုမူရင်းအားပေါ်အတိုင်းပြန်ဆိုထားသောစာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်။သာရည်သူဤမိတ်ဆက်စကားကျမတို့အများစုဟာအလုတ်တွေကိုတတိမပြူလိုက်မိပဲသူ့အလိုလိုလှုပ်လေရှိကြပါတယ် လေရင်မြန်မာအော်တိုပိုင်းလော့ကွန်ပျူတာစနစ်က သူ့အလိုအလျောက်တက်တာဆင်းတာလုပ်တယ်လို့ပါပဲကျမတို့တွေကဘယ်နှစ်ယောက်လောက်အိမ်ကနေထွက်လာပြီးတဲ့နောက်လုပ်ခဲ့တာတွေပြန်စင်စားလို့ရပါတယ်လေတခါတခါသတိလက်လွတ်ထွက်လာလိုက်လို့ငါအိမ်တော့မှခတ်မိပါရဲ့လားအိမ်ရှိတကားမကြီးတေးသေးချာချာပိတ်မိရဲ့လားမသေးချာလို့ပြန်သွားရတာမျိုးတွေလည်းရှိကြပါတယ် ဟုတ်ပါတယ်ငါတကားပိတ်ခဲ့ပါတယ်အချိန်မီ အလုတ်တွေပြီးရေးဆိုတဲ့စိတ်နဲ့ဒီလိုမြ мян ထွက်ရတာမျိုးကရှိကြပါတယ်ဒါပေမဲ့ကျမတို့ရဲ့ဘဝမှာ အချိန်မြ мян ကိုဒီလိုတတိမမူပဲလုံနေရရင် နေ့စဉ်ဘဝကိုအယောင်အသွေးထက်လောင်းပေးတဲ့အသေးအဖွဲအတွေ့အကြုံလေးတွေကိုတတိလက်လွတ်ထားရင် ပြဿနာတွေကပေါ်လာနေမှာပဲဖြစ်ပါတယ်ကျမတို့အာယုံမရှိတာဆိုတာဘာတွေဖြစ်နေသလဲဆိုတာတတိမပြုမိတာပဲဖြစ်တယ် ။ဘာတွေဖြစ်နေသလဲဆိုတာတွေလွတ်သွားတာတွေဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်တော့ကျမတို့ရဲ့ဆက်ဆံရေးတွေကိုထိခိုက်စေပါတယ်။ကျမတို့ကအလုတ်ကိုမျိုးစုံအောင်မရက်မနာလုပ်နေလီတော့ ကိုကိုကိုဘယ်ရောက်နေတယ်လဲဆိုတာတောင်ပြန်သုံးသပ်စဉ်းစားဖို့အချိန်ဆိုတာမရှိတော့ပါဘူးကျမတို့ဟာနောက်အလုပ်တစ်ခုလုပ်ဖို့ခန္ဓာကိုယ်ကရှိကိုအာယူနေပါပြီဒါမှမဟုတ်ဘာဆက်လုပ်ရမလဲမစဉ်းစားနိုင်တာတခုခုဖြစ်ရင်ဘလို့လုပ်မလဲဆိုတဲ့ရှေ့ဆက်ဖို့ရင်ဆိုင်ဖြစ်ရှင်ဖို့တွေကိုအတားအဆီးဖြစ်စေတဲ့စိုးရိမ်အတွေးတွေနဲ့ သွက်ချပါရတောင်လိုက်သွားနိုင်ပါတယ်။ဒီလိုစိတ်အခြေအနေတွေကြောင့်ဖြစ်လာတဲ့အဆိုးမြင်မှုစိတ်တွေကအများကြီးအကျိုးရုပ်စေပြီးစိုးရိမ်ကြောင်ကြစိတ်ဖြစ်စေနိုင်တယ်လို့စိတ်ဓာတ်ကြတာလည်းဖြစ်နိုင်ပါတယ်။ဒါကကျမတို့ဟာကိုယ့်ဘာသာကိုယ်ဆေးဝါးမိဝဲတာတွေအရက်တောက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့တန်တရာဆက်နေရပါတော့တယ်ဒီတန်တရာကဘဝမှာအပြောင်းလဲတစ်ခုခုဖြစ်လာမှသာပြတ်သွားမှာဖြစ်ပါတယ်အပြောင်းလဲဆိုတာကယောဂါတစ်ခုခု ရင်မတော်တဆဖြစ်မှု ဆွေမျိုးရင်းချတအူးဦးတည်ဆုံမှုလင်မယားကွာရှင်ပြည့်စဲမှုတွေပဲဖြစ်ပါတယ်ဒီလိုပြဿနာကြီးတွေဖြစ်လာမှရုတ်တရက်노ထသတိရပြီးနေပုံထိုင်ပုံကိုပြန်ပြီးမေကွန်းထုတ်ဖြစ်ပါတော့တယ်အများအဖြစ်ကအရာရာတစားစီပြုတ်ထွက်တဲ့အချိန်ရောက်မှသာအပြောင်းအလဲအကြီးကြီးလှုပ်ဖြစ်လေရှိကြပါတယ်ပြောင်းလဲဖို့တွန်းအားပေးခံရတော့တယ်ကျမကအတိတတိ mindfulness ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် စာကြည့်တိုင်းစင်တွေပေါ်ကစာအုပ်တွေမှွေကြည့်တော့ဂျွန်ကဘတ်စင်ရဲ့ Fulgaster Trough Living ကဘေးအပြည့်နဲ့နေထိုင်ခြင်းဆိုတဲ့စာအုပ်ကိုသွားတွေ့ခဲ့ပါတယ်။စာအုပ်ကြီးကထူပေမဲ့ခေါင်းစဉ်လေးကစိတ်ဖိစီးမှု၊နာကျင်မှု၊နေထိုင်မကောင်းမှုတွေကို တတိအသိရှိတဲ့တရားထိုင်ခြင်းနည်းနဲ့ဘလို့ကင်တွယ်ရမလဲဆိုတာဖော်ပြထားပါတယ်။စိတ်ဖြစ်စည်းမှုဒဏ်ကိုကံကောင်းခံနေရတဲ့ကျမလိုလူတယောက်အတွက်အလားလာကောင်းမဲ့အခြေအနေပါ။ဒီစာအုပ်ဖတ်လိုက်ရတာဟာကျမဘဝအတွက်အလင်းရောင်ရသွားတဲ့အချိန်အခါလို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘဝဟာတကယ်ကဘလို့ဖြစ်တယ်လဲဆိုတာကိုလက်ခံလိုက်ဖို့ထက်ကျမအတွေ့အကြုံကဖြစ်တဲ့ဘဝနဲ့တထေရတဲ့ဖြစ်ဖို့ စ조사ပန်းစားလုပ်ရတဲ့အခါစွမ်းအင်ဘလောက်သုံးမိနေပြီလဲဆိုတာ ိလိုက်ရလို့ပါ။ကျမလောက်ကင်နေတာတွေကိုရက်လို့ရပါလား။ကျမအမှန်တကယ်ဘယ်မှာရှိနေတယ်လဲဆိုတဲ့နေရာကပြန်ပြီးစလို့ရပါလားဆိုတာသဘောပေါက်လိုက်တော့စိတ်လက်တော်တော်ပေါ်ပါသွားပါတယ်။ပထမမှာအမှန်ဖြစ်နေတာနဲ့ဖြစ်လာဖို့မျှော်မှန်ချက်တွေရဲ့ကွာဟချက်ကိုတိလိုက်ရတာဟာတော်တော်နာကျင်တဲ့ဝေဒနာပါ။တစ်ချိန်တည်းမှာကျမဟာတရားထိုင်ဖို့ကိုစိတ်ဝင်စားပြီးသားပါ။ဒါပေမဲ့ဘယ်ဗုဒ္ဓဘာသာခိုင်းကိုမှမဝင်ရသေး ေးပါဘူးကျမကလက်တွေ့ကြတဲ့ကိစ္စတွေကိုမနည်းလုပ်ခဲ့ရပါတယ်ဥပမာယောဂသင်တန်းမှာဆရာကကြပန်းပွင့်လို့ထိုင်ပြီးငင်ငိမ်တက်တက်မိနစ်20နေစီပါတယ်ကျမကမျက်စိမိတ်ထားရတာတော်တော်ကြာတယ်ထင်ရပေမဲ့ပြန်ဖွင့်လိုက်တော့나이ဒုတိယလက်တံကရွေ့တောင်မရွေ့သေးဘူးကျမက တင်ပြင်ခွေထိုင်ပြီးမတက်မတာနဲ့ငါဘာလုပ်နေပါလဲဆိုတာနည်းနည်းလေးတောင်စဉ်းစားလို့မရသေးတဲ့အချိန်မှာ တခြားလူတွေဟာငြိမ်ပြီးထိုင်နေနိုင်လိုက်ကြတာလို့တွေးမိပါတယ်။ထိုင်နေချိန်မှာတခုပြီးတခုဖြစ်နေတော့ပါတယ်။ဖြစ်နေတာတွေကို သူ့ဘာသာသူပြီးဆုံးသွားပါစေ။ကျမနေသားကြလာတော့ကိုကို့ လိန်ခေါက်တွန့်လိန်စရာမလိုတော့ပါဘူးတဖြည်းဖြည်းနဲ့2မိနစ်ကနေ5မိနစ်နောက်ထပ်ကြကြထိုင်နိုင်သွားပါပြီတဆင့်ပြီးတဆင့်တိုးပြီးတခါတလေလဲနောက်ပြန်ရောက်သွားပါတယ်ကျမကဂတိအတိတရားထိုင်နေကျင့်စဉ်လမ်းကိုစပြီးရှောက်လန်းနေပါပြီအာယုံကိုခြေထောက်မှာဆွဆွဲမြဲမြဲကတ်ထားပြီးတွားနေတဲ့လမ်းကိုခြုံငုံသိရှိခံစားနေပါတယ် ခြေတလန်းချင်းအပေါ်တွေ့ကြုံရတာဟာနောက်တလန်းအတွက်အာရင်ဖြစ်စီသလိုအတိကျိုးပေးတာလည်းဖြစ်ပါတယ်။တတိအတိရှိခြင်းကကျမကိုလွှမ်းမိုးပြီးဘဝတစ်ခုလုံးကိုလည်းလမ်းညွန်နေပါပြီ။အတိတတိကျင့်စဉ်ရဲ့အကျိုးတရားတွေက အတူနေထိုင်သွားဖို့အမြဲတော့ လွယ်ကူမနေပါဘူး။ကျမဟာမကြာခဏဆိုသလိုလမ်းလွဲသွားလိရှိပါတယ်။ဒါပေမဲ့စိတ်အမျော်အမြင်တွေအင်အားတွေနဲ့ဆက်တွေ့ချိတ်ဆက်ခြင်းကကြွယ်ဝတဲ့နေရာကို ရောက်သွားစီပါတယ်။ကျမတို့တွေ့ရှိတာကလက်ရှိလေးကျင့်ကံကိုပဲထက်တလဲလဲလေးကျင့်သွားဖို့လိုတယ်ဆိုတာပါပဲ။လေးကျင့်ကံဆိုတော့ဒီလိုပဲလုပ်ရပါတယ်။ပြဿနာမရှိပါဘူး။ဘယ်သူမှအဆုံးခန်းတိုင်ရောက်တယ်ဆိုတာမရှိပါဘူး။ဒါပေမဲ့လေးကျင့်ရင်ပိုသိတာလား ါတယ်ပိုတိုးတက်လာတယ်ကျမကိုတင်ပေးတဲ့လူတွေအများကြီးရှိပါတယ်အများကြီးတင်ပေးအများကြီးထိန်းចောင်းပေးကြပါတယ်လိလာရတာအများစုကဗုဒ္ဓဘာသာအစုံအမမှာပါတဲ့ မျှဝေရမယ်ဆိုတဲ့စိတ်ထားကနေလက်ဆင့်ကမ်းလာတာဖြစ်ပါတယ်။တခုခုမှားယွင်းခဲ့ရင်လည်းကျမအမှားသာဖြစ်ပါတယ်။တတိအသိရှိတဲ့တရားရှုမှတ်ခြင်းကို သင်ကျင့်ကြံပြီးဒီအကြောင်းပို့ပြီးစူးစမ်းလေ့လာနိုင်ဖို့ ဖြစ်နိုင်ခြေလေးတွေကိုဒီစာအုပ်ကအမြင်အဆန်းသဘောအကျိုးပြုမယ်လို့မျှော်လင့်ပါတယ်။ဒီစာအုပ်မှာအလေးအနက်ထားခြင်းတာက တတိအသိစိတ်လေးတင့်နေစဉ်ဘဝမှာထဲ့သွင်းဖို့နီလန်းလေးတွေစမ်းသပ်ကြည့်ဖို့ပဲဖြစ်ပါတယ်။တင့်နေတာထိုင်တာတဲ့အခြေအနေအတွင်းမှာပဲဖြည်းဖြည်းချင်းစမ်းကြည့်သွားဖို့ပါ။တင့်စီမှာ အခွင့်အရေးတွေကတဘဝလုံးစာ အချိန်တွေပါပဲ။အခန်းတတတိအသိရှိတဲ့ mindfulness ဆိုတာဘာလဲဒီစာအုပ်မှာပါတဲ့တရားထိုင်နည်းတွေစမ်းမလုတ်ခင်တတိအသိရှိခြင်း mindfulness ဆိုတာဘာလဲဘယ်ကလာတာလဲခဏိမှာဘလို့အသုံးပြုနေကြသလဲဆိုတာသဘောပေါက်ဖို့လိုပါတယ်။စတင်ခဲ့တာနှစ်ပေါင်း2500ကျော်ပြီဖြစ်ပေမဲ့ကုထုံတစ်ခုအနေနဲ့သုံးတာခေရေစည်းချောင်းတဲကိုရောက်လာတာနှစ်30ကျော်လောက်ပဲရှိပါသေးတယ်။ဒီအခန်းမှာတတိအသိရှိခြင်းရဲ့အကျိုးထူးတွေကို အသားပေးထားပါတယ်။နောက်ပြီးကျမတို့ကဒီလိုကောင်းတဲ့မွေးရပါအရေးအသွေးတွေကိုဆွဲထုတ်ပြီးပြုစုပျိုးထောင်နိုင်တဲ့နည်းတွေကို ရှင်းပြထားပါတယ်။တစ်ချိန်တည်းမှာပဲတရားမှတ်တာနဲ့ပတ်သက်ပြီးအယူမှားနေတာတွေကို ထုတ်ပြဖို့ကိုလည်းအကြံပြုထားပါတယ်။တရားမှတ်တဲ့လေ့ကျင့်ခန်းကိုအကောင်းဆုံးဘယ်လိုလုပ်ရမလဲဆိုတဲ့အရေးကြီးတဲ့အကြောင်းတွေဖော်ပြထားပါတယ်။ ကိုကိုကိုလည်းဂယူဆိုင်ပြီးမှလှုပ်ဖို့ကိုလည်းပြောထားပါတယ်။ကိုနေဟန်ထားအကောင်းဆုံးဘလို့ထားခြင်းကဘေးကင်းပြီးပြည့်လျော့စေတဲ့အကြောင်းကိုလည်းလမ်းညွှန်ထားပါတယ်။တရားရှုမှတ်တဲ့ဤတော်တော်များများကနေ့စဉ်ဘဝမှာအိမ်တွင်ရောအိမ်ပြင်ပတွေမှာပါ လုံနိုင်ပါတယ်။ သတိအသည့်တရားထိုင်နည်းတွေမှာကျမတို့ရဲ့ခြင်းစဉ်ကို ပို့ပြီးအထောက်အကူဖြစ်စေမဲ့တိတန့်သဘောတရားတွေကို ပြုစုပေးထားပါတယ်။ဒီအခန်းကဏ္ဍမှာအဲ့ဒီသဘောတရားတွေကဘာတွေလဲ?အဲ့ဒါတွေကတရားကျင့်တဲ့အခါနေ့စဉ်ဘဝတွေမှာဘယ်လိုအကျိုးရှိတယ်ဆိုတာတွေ ရှင်းပြထားပါတယ်။ တတိအတိအတိပဲဖွင့်ဆိုချက်တတိအတိဆိုတာဘာလဲဆိုတာရှင်းရှင်းလင်းလင်းနားလည်ဖို့လိုပါတယ်ပုံမှန်အားဖြင့်တတိမမှုမိတဲ့ကိစ္စလေးတွေကိုရည်ရွယ်ချက်ရှိရှိအာယုံစိုက်တာဖြစ်ပါတယ်လက်ရှိပစ္စုပန်လေးမှာဘာတွေဖြစ်နေသလဲဆိုတာသတိမူမိတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတွေးကြုံလာတာတွေကိုတော့ဝေဖန်ပိုင်းခြားတာတော့မလုပ်ပါဘူး။ထိ တွေ့ခံစားလာရတာလေးတွေကိုပဲ မေတ္တာဂယုဏသတိထားတာဖြစ်ပါတယ်။သတိအသိရှိခြင်းလေ့ကျင့်တဲ့အခါကျမတို့စိတ်ထဲမှာဖြစ်နေတာတွေခန္ဓာကိုယ်ထဲမှာဖြစ်နေတာတွေကိုအာယုံစိုက်တာဖြစ်ပါတယ်။ကျမတို့ရဲ့အတွေ့တွေကိုကိုကို ပြန်ပြောပြတဲ့အကြောင်းတွေစိတ်လှုပ်ရှားမှုတွေခန္ဓာကိုယ်ထိတွေ့မှုတွေကိုအာယုံစိုက်တာလည်းဖြစ်ပါတယ်။တတိအတိရဲ့မူလအရင်အမြင်ဗုဒ္ဓနိလန်းကြတရားထိုင်နည်းတွေမှာ ်တတိမတ်တရားထိုင်တာတွေအစာပြုတ်ခဲ့တာနှစ်ပေါင်း2500ျော်ရှိပါပြီတိဋ္ဌထမင်းသားဟာဗုဒ္ဓဖြစ်လာသူဝေဒနာကိုခံစားရစေတဲ့အကြောင်းရင်းကို တွေးရှိဖို့အတွက်သူဘဝတစ်ခုလုံးပေးဆက်ခဲ့ပါတယ်။သူကတတိရှိခြင်းကပူဆွေးသောကတွေ၊နာကျင်မှုတွေ၊စိုးရိမ်မှုတွေနဲ့ပျော်ရွှင်မှုစတာတွေကိုကြော်လွှားစေတဲ့နိလန်းတစ်ခုလို့ဆိုပါတယ်။ 1989ခုနှစ်ကစပြီးဒေါက်တာကျွန်ကပတ်စင်းနဲ့ရောင်းရင်းတွေကတတိအသိရှိခြင်းကို ကုထုံတရက်အနေနဲ့စိတ်ဖိစီးမှုလျှော့ချရေးဆေးရုံမှာအသုံးချခဲ့ကြပါတယ်။သူကရှစ်ပတ်ကြာ MBSR Mindfulness Based Stress Reduction တတိအသိအခြေပြုစိတ်ဖိစီးမှုလျှော့ချခြင်းအစီအစဉ်ကိုနာတာရှည်ဝေဒနာခံစားနေရတဲ့လူနာတွေအတွက်စီစဉ်ခဲ့ပါတယ်။ ဲ့ဒီလူနာတွေဟာဆေးရုံကဆရာဝန်တွေဘာမှဆက်မလုပ်နိုင်တော့တဲ့လူနာတွေ ဖြစ်ပါတယ်။သေဆုံးတော့မဲ့လူနာတွေဖြစ်ပါတယ်။နာတာရှည်ကြောယိုးနာယောက HIV ဝေဒနာတွေတွေလဲပါပါတယ်။အများအပြားဟာစိတ်ဓာတ်ကျခြင်းစိုးရိမ်စိတ်များလာခြင်းတွေခံစားနေကြရတဲ့သူတွေဖြစ်ပါတယ်။ MBSR အစီအစဉ်မှာတော့တတိအသိရှိခြင်းကို ပုံစံတကျတရားထိုင်နှင်းတွေကတဆင့်ပြောထောင်ယူခဲ့တာဖြစ်ပါတယ်။တရားထိုင်ခြင်းခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုနှမ်းဆက်အောင်ရှုမှတ်ခြင်း၊ယောဂကျင့်စဉ်အလွတ်သဘော ဝင်သက်ထွက်သက်ရှုတဲ့အလေးအကျင့်လေးတွေကတဆင့်နေ့စဉ်ဘဝမှာတတိရှိစေဖို့သင်တန်းသားသင်တန်းသူတွေကလုပ်ရပါတယ်၊လေ့ကျင့်ရပါတယ်။ဒီတရားမှတ်တဲ့အလေးအကျင့်လေးတွေကဝေဒနာတွေနဲ့အတူနေထိုင်နှီးတွေတွေ့ရှိလာပါတယ်။ ်ဒီအစီအစဉ်ကတီးခံဖို့လက်ခံဖို့နဲ့တည်ငြိမ်ဖို့စတဲ့အရေးအသွေးတွေကို ပြောထောင်ပေးပါတယ်အဲ့ဒီအရေးအသွေးတွေကြောင့်စိတ်ဖိစီးမှုနာတာရှည်နာကျင်မှုနဲ့စိတ်မကျန်းမာမှုတွေကို ပိုပြီးတက်တောင့်တက်တာကျွမ်းကျင်စွာနဲ့အမျော်အမြင်ရှိရှိကင်တွယ်နိုင်သွားပါတယ်လူနာတွေရဲ့အခြေအနေတွေထူးခြားကောင်းမွန်လာတာတွေ့ရတယ်လို့ကုထုံသူတေသနာစစ်တမ်းတွေမှာတွေ့ရပါတယ်ခုခံအားပိုကောင်းလာတယ်သွေးပေါင်ကျလာတယ်အုံနောက်ရဲ့စိတ်လု ုံရှားမှုဘိုင်းတွေလည်းပြောင်းလဲလာပါတယ်။ဒါကြောင့် MBSR အစီအစဉ်ရဲ့အကျိုးကျေးဇူးတွေတဦးကတဦးပြန့်နှံ့ပြီးမီဒီယာကပါရေးသားလာတာတွေရှိလာပါတယ်။အသက်အရွယ်မရွေးလဲလာရောက်ကုသခွင့်ရလာပါတော့တယ်။ယနေ့အချိန်မှာ MBSR အစီအစဉ်တွေဟာကျောင်းတွေအကျဉ်းထောင်တွေအားကစားလောကနဲ့စီးပွားရေးလုပ်ငန်းလောကတွေမှာတောင်ရေပန်းစားလာပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာလည်းဆရာဝန်တွေကကြီးမှုန်း ်လို့လူနာတွေကလည်းသူတို့အစီအစဉ်နဲ့သူတို့လေ့ကျင့်လာကြပါတယ်၂000ခုနှစ်မှာ mindfulness based cognitive therapy အသိတ္တိအခြေခံသောသိမြင်မှုကုထုံ MBCT အစီအစဉ်ကို Mark Villian ဂျွန်ဒီစတေးနဲ့ဇင်ဒဲစီကယ်တို့ကတီထောင်လိုက်ပါတယ် MBSR ကိုအခြေခံပြီး MBCT ကိုတီထောင်လိုက်တာကအဓိကစိတ်ကြဝေဒနာကုစားဖို့ပါဒါပေမဲ့အဲ့ဒီအချိန်ကစပြီးတော့တခြားယောဂတွေကိုလည်းကုသပေးနေပါပြီစိုးရိမ်ကြောင်းကြမှုအစာအသောက်မူမမှန်မှုနဲ့ဆွဲလန်းမှုတွေအပါအဝင်ပါ UK နိုင်ငံက National Institute of for Health and clinical excellence က MBCT ကိုစိတ်ကြဝေဒနာရှင်တွေ၃ခါပြန်၄ခါပြန် ဒဏ်ခံစားခဲ့ရတဲ့လူနာတွေကုသဖို့အတွက်ထောက်ခံထားပါတယ်။အနှစ်သာရအားဖြင့် MBSR နဲ့ MBCT ကတော်တော်တူပါတယ်။ခြားနာတာတစ်ခုကတော့ MBSR မှာစိတ်ပိုင်းခန္ဓာကိုယ်ပိုင်းဆိုင်ရာယောဂတွေခံစားနေတဲ့လူတွေဘဝမှာစိတ်ဖိစီးမှုဒဏ်ခံစားနေရတဲ့ဝေဒနာရှင်တွေကိုရေပူရအနေနဲ့ကုသပေးတာဖြစ်ပါတယ်။ MBCD ကတီးတန့်ယောဂအခြေအနေတစ်ခု ခံစားနေရတဲ့လူနာတွေစိတ်ကြယောဂစိုးရိမ်ကြောင်းကြမှုစတာတွေဖြစ်တော့တီးခြားဆောင်ရွက်ပုံဆောင်ရွက်နည်းတွေပါရှိပါတယ်။ဒါပေမဲ့နှစ်ခုလုံးမှာအဓိကကြတာက လက်ရှိပြစ်စုံပံဖြစ်ပျက်နေတာတွေကိုရည်ရွယ်ချက်ရှိရှိ ကြင့်ကြံအားထုတ်ပြီးဝေဖန်ပိုင်းခြားမှုမရှိသိရှိခြင်းအာယုံပြုခြင်းမှရရှိလာတဲ့တူးချင်းရဲ့အတွေ့အကြုံတွေကိုအလေးထားတာပဲဖြစ်ပါတယ်။ မှတ်ချက်ဗုဒ္ဓရဲ့ကျင့်စဉ်တွေဟာအများအားဖြင့်ဝင်သက်ထွက်သက်ကိုထိန်းချုပ်ဖို့ပုံသွင်းဖို့မကြိုးစားပါဘူးဒီလိုမကြိုးစားခြင်းကအဲ့ဒီကျင့်စဉ်ကိုယောဂကျင့်စဉ်မှာရှိတဲ့အသက်ရှူလေးကျင့်ခံတော်တော်များများနဲ့ကွာခြားသွားစေပါတယ်လို့စာရေးဆရာဇော်ဝင်းကျူရဲ့တတိပဌံအုံနောက်စာအုပ်မှာဖော်ပြထားပါတယ် တတိအသိရှိခြင်းကိုအခြေခံပြီးကုသတဲ့ဤတွေတစ်ချိန်လုံးတိုးတက်များပြားလာတဲ့အကြောင်းအထောက်အထားတွေခိုင်ခိုင်မာမာ ရှိလာပါပြီ။သူတေသနာလုပ်တဲ့ဤကဒီကုထုံးမှပါဝင်တဲ့လူတွေကို ရှစ်ပတ်တင်နန်းကြကြနနရေးဆွဲပြီးနေ့စဉ်နီလန်းကြကြတရားရှုမှတ်တာနဲ့ နီလန်းမကြတကြအလွတ်သဘောဆန်ဆန်အသိစိတ်အာယုံပြုတာတွေအပြင်စာသင်ခန်းမှာလည်းသင်တန်းပို့ချတာတွေပါဝင်ပါတယ်ဒီစာအုပ်မှာပါတဲ့တရားထိုင်နည်းတွေကတော့တော်တော်လေးအလွတ်သဘောဆောင်ပါတယ်လွတ်လွတ်လပ်လပ်ပို့ရှိပါတယ်ကုထုံးအနေနဲ့ပြုစုစောင့်ရှောက်တာရဲ့အစားထိုးတော့မဟုတ်ပါဘူးတကယ်လို့သင်က လူသစ်တန်တရားထိုင်မဲ့သူဆိုရင်တော့ဒီစာအုပ်မှာပါတဲ့တတိအသိရှိခြင်းလေးကျင့်ခန်းတွေကစပြီးလုပ်ရမယ့်လေးကျင့်ခန်းလေးတွေပဲဖြစ်ပါတယ်။အတွေ့အကြုံနည်းနည်းရပြီးသားဆိုရင်တော့သင်နေ့စဉ်ဘဝထဲမှာတတိအသိစိတ်ပိုရှိစေဖို့စိတ်ဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။စနစ်တကျတရားထိုင်နည်းတွေဟာအရေးကြီးပါတယ်။တန်တရားဖြစ်စရာမရှိပါဘူး။တတိအသိစိတ်ကို နေ့စဉ်ဘဝထဲမှာအံဝင်ခွင့်ကြပေါင်းဆက်နိုင်လေအကျိုးကျေးဇူး ို့ထူးလေပါပဲအခုလိုကလောင်ရှင်မျိုးလွင် MBA ဘာသာ ပြန်ထားသောဆ ्याम မအန်နာဘလက်ရဲ့ Be Mindful စာအုပ်ထဲကအပိုင်း1ကိုနားဆင်ပေးကြသောခလစ်ကာများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။အားလုံးပဲနေ့ရက်တိုင်းမှာအသည့်တတိများထားနိုင်ကြပါစီရှင်။